စ်ပွဲရပ်ဆိုင်းနိုင်ရေးအတွက်ရုရှားနဲ့ယူကရိန်းတို့ကဆွေးနွေးမှုတွေကိုချက်ချင်းစတင်ကြလိမ့်မယ်လို့အမေရိကန်သမ္မတထရမ့်ကကြေညာခဲ့ပါတယ်။ဒီအကြောင်းကိုမေလ16ရက်နေ့တုန်းကရုရှားသမ္မတပူတင်နဲ့နှစ်နာရီကြာဖုန်းဆက်ဆွေးနွေးခဲ့ပြီးတဲ့နောက်ထရမ့်ကသူထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ Truth ကနေတဆင်အဲ့ဒီလိုထုတ်ပြန်ခဲ့တာပါ။ထရမ့်ကသူနဲ့ပူတင်ကြားဆွေးနွေးမှုတွေဟာအရန်ကောင်းမွန်ခဲ့တယ်လို့မှတ်ချက်ပေးထားပါတယ်။ငြိမ်းချမ်းရေးရယူဖို့နဲ့ပတ်သက်ပြီးလိုအပ်တဲ့အခြေအနေတွေကိုတော့ ရုရှားနဲ့ယူကရိန်းကြားမှာဆက်ဆွေးနွေးဖို့လိုတယ်လို့ထရမ့်ကပြောတာပါ။ဒါအပြင်ထရမ့်ကယူကရိန်းသမ္မတဇယ်လမ်စကီးနဲ့လည်းတီးကြားဖုန်းပြောခဲ့ပါသေးတယ်။စစ်ရဲစားရင်းနဲ့ပတ်သက်ပြီးထရမ့်စီကအကောင့်မြင့်မှတ်ချက်စကားထွက်ပေါ်လာပြီးမြဲလလောဆယ်မှာတော့ငြိမ်းချမ်းရေးသဘောတူညီချက်တခုခုရနိုင်မဲ့ထင်ရှားမြင်သာတဲ့အလားအလာမျိုးမတွေ့ရသေးပါဘူး။ပူတင်ပြောတာကသူဟာအနာဂတ်ငြိမ်းချမ်းရေးသဘောတူညီမှုတခုဖြစ်ပေါ်လာနိုင်ခြေတွေအတွက် ယူကရိန်းနဲ့နှစ်ဦးနှစ်ဖက်ညှိနှိုင်းလှုပ်ဆောင်သွားဖို့အသိရှိနေပြီလို့ဆိုပါတယ်။တစ်ဖက်မှာဇလမ်စကီကတော့လက်ရှိအခြေအနေကိုအစိုးအဖက်ကာလတစ်ခုလိုညှိညွန့်ခဲ့ပြီးဆွေးနွေးပွဲတွေနဲ့ခက်ခဲခဲမနေဘူးအမေရိကန်ကိုတောင်းဆိုခဲ့ပါတယ်။ထရမ့်ရဲ့အမေရိကန်အစိုးရဟာ၃နှစ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ရုရှားကိုရောယူကရိန်းကိုပါအပြင်းအထန်ဖိအားပေးနေပါတယ်။ယူကရိန်းစစ်ပွဲကိုအ мян ဆုံးရပ်ဆိုင်းစေမယ်ဆိုတာကထရမ့်ရဲ့ရွေးကောက်ပွဲကြိုအရေးပါတယ်မဲဆွဲကတိတစ်ခုလည်းဖြစ်ပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ကြားဆွေးနွေးမှုတွေချက်ချင်းစမယ်လို့ထရမ့်ကပြောထားပြီးမယ်။ဘယ်နေရာမှာဆွေးနွေးပွဲတွေလုပ်ကြမလဲဆိုတာကိုတော့မဆုံးဖြတ်ရသေးပါဘူး။ထရမ့်ကတော့မကြသေးခင်ကမှအသက်တင်းမြောက်ထားတဲ့ပုပ်ရဟန်းမင်းကြီးကကြီးမှုပြီးဗာတီကန်မှာငြိမ်းချမ်းရေးဆွေးနွေးဖြစ်အောင်စီမံပေးစေလိုတယ်လို့ပြောထားပါလေ။ထရမ့်နဲ့တူဂျေဖုန်းပြောပြီးတဲ့နောက်ယူကရိန်းသမ္မတဇယ်လမ်စကီကသူ့နိုင်ငံဟာလည်းအပြည့်အဝချွင်းချက်မရှိစစ်ပွဲရပ်ဆိုင်းရေးကိုလိုလားကြောင်းထက်လောင်းအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ရုရှားဘက်ကအဲ့ဒီကိစ္စအဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ပြင်းထန်ထိရောက်တဲ့အရေးယူမှုတွေကျင့်သုံးတဲ့ကြောင်းအမေရိကန်ကိုဇယ်လမ်စကီးကတိုက်တွန်းထားပါတယ်။ထရမ့်ကဆွေးနွေးမှုတွေနဲ့ပတ်သက်တဲ့သတ်မှတ်ချက်တွေကိုတော့သက်ဆိုင်ရာနှစ်နိုင်ငံကညှိကြရမှာဖြစ်ကြောင်းညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီးရုရှားနဲ့ယူကရိန်းလောက်တခြားဘယ်နိုင်ငံကမှလည်းအသေးစိတ်ထဲထဲဝင်ဝင်သိနာလည်နိုင်မှာမဟုတ်ကြောင်းပြောပါရယ်ဇလမ်စကီးကတော့ရုရှားယူကရိန်းတွေ့ဆုံကြတဲ့အခါ အမေရိကန်နဲ့ဥရောပသမဂ္ဂရဲ့ကိုယ်စားလှယ်တွေကတင်းတင်းလျှောက်ပတ်တဲ့အဆင့်မျိုးအထိကူညီပါဝင်ပေးဖို့တောင်းဆိုထားပါတယ်။ Trump ကအမေရိကဟာအဲ့ဒီဆွေးနွေးမှုတွေကနေဖယ်ခွာသွားဦးမှာမဟုတ်ဘူးလို့ပြောပေမဲ့သူ့ခေါင်းထဲမှာတွေးထားတဲ့အခြေအနေအတိုင်းအတာတစ်ခုအထိနှောက်နှေးမှုတွေရှိနေတယ်ဆိုရင်တော့ဆက်ညှိပေးတော့မှာမဟုတ်ဘူးလို့ပြောထားပါတယ်။2022ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့မှာရုရှားကအိနီးချင်းနိုင်ငံကိုအင်အားအလုံးအရင်းနဲ့ကျူးကျော်ခဲ့ရကနေဒီစစ်ပွဲကြီးစတင်ခဲ့တာဖြစ်ပါရဲ့ရှင်။